အားလုံးပဲမင်္ဂလာပါခုတခါတော့ထောင်ချနေတဲ့သူတွေကအမှုကို ဖော်ထုတ်ဆောင်ဆန်းဖြည့်ရှင်းပေးသွားတဲ့စကားလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းလေးကိုတော့ထောင်ချအကျဉ်းသားတွေကိုရဲအဆောင်ချက်နဲ့ပြောင်းချိတဲ့အချိန်မှာပဲအက်ဆီဒင့်တစ်ခုနဲ့အဆပြုထားပါတယ်ဒီအက်ဆီဒင့်ကလည်းနိုဆန်းချစ်ဆိုတဲ့သူကိုဖမ်းဆီးဖို့လူစုကိုင်းတစ်ခုကပြုလုပ်ခဲ့တာပါကားအက်ဆီဒင့်ဖြစ်ပြီးတော့ရှုပ်သက်တယောက်ကရဲစီကနေတော့ကိုခိုးယူပြီးလက်ထိပ်ပြုတ်ကချအချုပ်သားတွေကိုထွက်ပြေးဖို့တိုက်တွန်းခဲ့ပါတယ် ဒီလိုနဲ့အချုပ်သားတွေကရေကစီကတင်ထွက်ပြေးလွန်မြောက်ခဲ့ကြပါတယ်။ဒါကိုလှမ်းမြုံနဲ့ခွန်တူဆုံးကလည်းသူမလွန်မြောက်ဖို့ရဲမိတယောက်စီရဲ့လက်ထိတော့ကိုယူကသူမလည်းထွက်ပြေးခဲ့ပါတယ်။အစီတက်မှာလွန်မြောက်သွားခဲ့တဲ့အရေးကြီးဆုံးလူကိုဖမ်းဆီးဖို့လဲရဲဌာနကအဖွဲ့တစ်ခုဖွဲ့ပြီးလိုက်ပါတယ်။သူတို့ကတော့ဘတ်ဆောင်တွေသူကတော့လိုခဲ့တဲ့စနေကစပြီးတော့လူသတ်မှုတွေကိုကျူးလွန်ခဲ့တဲ့သူ။နောက်တစ်ယောက်ကကင်ချောင်းမင်းသူကတော့ခိုးမှုမတိမ်မှုတပြားမှုပဲရှိပြီးမြဲ။ ဘူဆန်ထောင်ကနေထောင်ပေါက်ပြေးသွားလို့ရဲဌာနကအပြစ်ပေးခံရလို့ရဲဌာနရဲ့အလို့အကြီးဆုံးတရားခံနောက်တယောက်ကနိုဆန်ရှစ်သူတို့ကိုဖမ်းဖို့အထူးတပ်ဖွဲ့ဖွဲ့လိုက်တာကတော့ကျွန်တော်တို့သိတဲ့ကိုရမင်းသားကြီးမာလုံစော့အရင်ကကစေးဖြစ်ခဲ့တဲ့သူထောင်သက်အနေငယ်ကျန်တဲ့ချိန်မှာပြန်ခေါ်ခံရတဲ့သူနောက်တယောက်ကကင်ဆန်ချူရဲဌာနရဲ့စစ်စေးကောင်းဆောင်တရားမဝင်နီလန်းတုံးတဲ့အတွက်ယာတုချခံထားရတဲ့သူနောက်တယောက်ကဂျန်ကင်ဆန် အရင်ကရတက်ဖက်ဝင်အောင်ဖြစ်ပြီးမတော်တဆမှုကြောင့်ထောင်ထဲရောက်သွားတဲ့သူနောက်ဆုံးတစ်ယောက်ကတော့ဂျစီကာလို့ခေါ်တဲ့ရုပ်ရည်ရှင်မော်ပြီးလင်းညာလှည့်ပြအမအရန်တော်တဲ့သူသူတို့လေးယောက်ပေါင်းပြီးတော့ထောင်ပြည့်အရှုပ်သားတွေကိုဘလို့လိုက်လံဖမ်းဆီးမလဲဆိုတာကတော့အချင်းအချင်းစားကြိုက်နေတဲ့သူတွေအတွက်လက်မလို့သိတဲ့စကားလေးတစ်ခါဖြစ်ကြောင်ပြောပြရင်ဒီနေ့ဗီဒီယိုကိုဒီကုန်းချိုးလိုက်ပါတယ် မင်းစိတ်လိုချမ်းမြေ့တတ်တယ်ဆိုရင်တော့ comment မှာတည်တည်ပြန်လင့်လေးချပေးထားပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်